မနေ့ကပူတင်ကဒီစစ်ပွဲကိုရက်တက်မှုတခုပြီးတော့နီလန်ကဒီအချက်တည်းရဲ့အရင်းခံအကြောင်းရင်းတွေကိုဖြည့်ရှင်းဖို့ပဲရှိတယ်လို့ပြောခဲ့ပါတယ်။ဒီနေ့ကျတော့ယူကရိန်းရဲ့ဒရုန်းတွေကဒါကိုလုတ်ဖို့ဆုံးဖြတ်လိုက်တယ်လို့ထင်ရပါတယ်။သူတို့ကပူတင်ကိုဖယ်ရှားဖို့ကြိုးစားနေတာပါ။ဒီအချက်တည်းရဲ့အရင်းခံအကြောင်းရင်းကိုပေါ့။ရုရှားမီဒီယာတွေကဒီနေ့မနေ့ကမော်စကိုမြို့ကိုဒရုန်းတိုက်ခိုက်မှုအကြောင်းဖော်ပြထားပါတယ်။ဒရုန်းတစ်စင်းကပူတင်ခရမလင်ကိုသွားတဲ့လမ်းကြောင်းနဲ့အတော်နီးနီးမှာကြာဆင်းသွားတယ်လို့ဆိုပါတယ်။ရုရှားကိုဒရုန်းတိုက်ခိုက်မှုတွေကပုံမှန်များပြားလာပြီး ကြီးမားလာနေပါတယ်။မော်စကိုနဲ့မော်စကိုတဝိုက်မှာလေကြောင်းကာဝေးစနစ်တွေအထူးထက်ဆုံးဖြစ်ပေမဲ့ဒရုန်းတွေကိုလုံးဝကာဝယ်နိုင်ခြင်းမရှိဘူးဆိုတာသိရပါတယ်။ရေနံတူလောင်ရုံတွေနဲ့ရေနံကြက်စက်ရုံတွေကိုလည်းကာကွယ်မှုမရှိပါဘူး။ဒါတွေကို နေ့တိုင်းနေ့ပါတိုက်ခိုက်နေကြပါတယ်။ဒရုန်းရေတပ်တွေတိုးလာတာမှကအမျိုးအစားအစ်တွေဖြစ်တဲ့ဒရုန်းအစ်တွေကိုပါအသုံးပြုနေရလို့ယုံကြည်စရာအကြောင်းတွေရှိနေပါတယ်။ဒီအစီရင်ခံစာရဲ့နောက်ဆုံးအပိုင်းကိုပို့ပြီးအာရုံစိုက်စေချင်ပါတယ်။ယူကရိန်းကတစ်နှစ်ကိုဒရုန်းနှစ်တန်းလောက်ထုတ်လုပ်နေတယ်ဆိုတာသိပြီးသားပါ။ ဒါပေမဲ့အရေးအတွက်တင်မကပဲ drone ရဲ့မတူညီတဲ့အပိုင်းတွေမှာစမ်းသစ်တီထွင်မှုတွေပြုလုပ်နေပါတယ်။စစ်မြေပြင်မှာမတူညီတဲ့ drone မျိုးစားတွေရောက်ရှိနေပါတယ်။ရုရှားဆိုရရဲ့အဆိုအရ Krasnodar Crate Data က Chupix ရေနံကျက်စက်ရုံမီးလောင်မှုကို Ukraine drone တွေကဖြစ်စေတာမဟုတ်ပါဘူး။ရုရှားက Ukraine ကိုပို့လိုက်တဲ့ drone အားလုံးကိုခြေမုံနိုင်ခဲ့တယ်တဲ့။ဒါပေမဲ့ drone အကျဉ်းချံတွေကြောင့်မီးလောင်လာပါတယ်။ဒါမကောင်းပါပဲ။ရုရှားကပြပြပြန်လိမ်ဖို့လိုအပ်ပါတယ်။ဘာလို့လဲဆိုတော့ရုရှားနိုင်ငံသားတွေကိုစစ်ပွဲက ရုရှားရိတ်ကိုရောက်လာနိုင်တယ်လို့စိုးရိမ်စေချင်မှာမဟုတ်ပါဘူး။ပူတင်ကစစ်ပွဲကိုယူလာတာကြောင့်ရုရှားမျိုးတွေမလုံခြုံတော့ဘူးလို့နိုင်ငံသားတွေကပူတင်ကိုအပြစ်တင်မှာကိုမလိုချင်ပါဘူး။ပူတင်ကသူ့ရဲ့အထူးစစ်ဆင်ရေးကိုမစတင်ခင်အထိရုရှားရဲ့မှာဒရုန်းတိုက်ခိုက်မှုတွေမရှိခဲ့ပါဘူး။သူ့ရဲ့အထူးစစ်ဆင်ရေးကိုစတင်ဖို့အကြောင်းပြချက်ကရုရှားရဲ့လုံခြုံရေးကိုကာဝေဖို့ရုရှားကိုပိုလုံခြုံအောင်လုပ်ဖို့ပါ။ဒါပေမဲ့တကယ်တော့ပြောင်းပြန်ဖြစ်သွားပါတယ်။ရုရှားမျိုးတွေပိုပြီးတိုက်ခိုက်ခံနေရပါတယ်။ရုရှားစစ်သားတွေပိုသေးနေပါတယ်။ ရုရှားစီးပွားရေးကအရန်ကြနေပါတယ်။ပူတင်အတွက်ကံမကောင်းစွာပဲရုရှားပြည်သူတွေကိုအမှန်တရားစီကဖုံးကွယ်လို့မရတော့ပါဘူး။ဘာလို့လဲဆိုတော့ယူကရိန်းကရုရှားတွေကိုနှိမ့်တိုင်းတိုက်ခိုက်နေလို့ပါ။ယူကရိန်းရဲ့ drone လုပ်ငန်းကရုရှားကရပ်တန့်ဖို့တိတ်နောက်ကျသွားပါပြီ။ယူကရိန်း drone တွေကရုရှားရဲ့ဆိုဗီယက်ခေတ်လက်နက်တွေထက်သိပ်တိုးတက်နေပါပြီ။ဒါအပြင်ယူကရိန်းကသူတို့ရဲ့ပစ်မှတ်တွေကိုဗျူဟာကြကြရွေးချယ်တာကိုသတိထားမိပါတယ်။ပူတင်ရဲ့ Kremlin ကိုသွားတဲ့လမ်းကြောင်းကိုတိုက်ခိုက်နေတာကသတင်းစကားတစ်ခုပေးနေပါတယ်။ နောက်ထပ်ဖြူဟာကြတဲ့ပြစ်မှတ်တွေကရေနံတူလောင်ယုံတွေနဲ့ရေနံချက်ဆက်ယုံတွေပါဒါကရုရှားစီးပွားရေးကိုထိခိုက်စေပြီးရုရှားရဲ့စစ်ရေးကြိုးပမ်းမှုတွေကိုအားနည်းစေပါတယ်ဒါအပြင်တိုက်ခိုက်မှုပြီးမှမီးလောင်မှုကရပ်ပေါင်းများစွာဆက်လက်ဖြစ်ပွားနေတာကရုရှားပြည်သူတွေကိုပူတင်ကရုရှားစီးပွားရေးကိုဖျက်ဆီးနေတယ်ဆိုတဲ့အချက်ကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်ဒီနေ့မနေ့ကယူကရိန်းကရုရှားရဲ့ drone ထုတ်လို့ရေးဆက်ယုံကို တိုက်ခိုက်ခဲ့ပါတယ်ရုရှားမီဒီယာတွေကအိုပူကိုဖို့ ကာလူကာဒေတာမှာမိကြီးလောင်နေတယ်လို့ဖော်ပြထားပါတယ်။ဒရုန်းထုတ်လို့ရေးစက်ရုံကိုရုရှားစက်ရုံတစ်ခုမှဝှက်ထားတယ်လို့ဆိုပါတယ်။ဒရုန်းတိုက်ခိုက်မှုပြီးမှဒီရုရှားဒရုန်းတွေကယူကရိန်းသားတွေကိုနောက်ထပ်မထိခိုက်နိုင်တော့ပါဘူး။နောက်ထပ်တိုက်ခိုက်မှုတစ်ခုက Veronos ဒေတာမှာပါ။ Veronos မှာဝေးလံတဲ့ဒရုန်းတွေကဓာတ်ငွေအဆောက်အဦကိုတိုက်ခိုက်ခံခဲ့ရပါတယ်။ Rostov on Don မှာလည်းဒရုန်းတွေကကာလီနင်ဂရတ်ဓာတ်ငွေပန့်စက်ရုံကိုတိုက်ခိုက်ခဲ့ပါတယ်။ရုရှားကရေနံစွမ်းအင်လုပ်ငန်းကိုအများကြီးမိခုံနေရပါတယ်။ တမရထရန့်ရဲ့အုပ်ချုပ်ရေးကရုရှားရဲ့ American ငွေပေးငွေယူစနစ်ကိုဝင်ရောက်ခွင့်ကိုပုံမိုကန့်သတ်လိုက်ပါတယ်။ဇန်နဝါရီလမှာတမရပိုင်နင်ကရက်60ကြာချွင်းချက်တစ်ခုကို ထားခဲ့ပါတယ်။ဒါကဒဏ်ခတ်ခံရတဲ့ရုရှားဗန်တွေကစွမ်းအင်လုပ်ငန်းတွေကိုဆက်လုပ်ခွင့်ပေးခဲ့တာပါ။ဒီချွင်းချက်ကတက်တန်းကုန်သွားပါပြီ။ဒါကြောင့်ရုရှားဗန်တွေက American ငွေပေးငွေယူစနစ်ကိုဝင်ရောက်ခွင့်မရှိတော့ပါဘူး။ဒါကအခြားနိုင်ငံတွေအတွက်ရုရှားရေနံကိုဝယ်ယူဖို့ပိုခက်ခဲစေပါတယ်။ဒါကစတင်တက်ရောက်နေပါပြီ။ တရုတ်နိုင်ငံပိုင်းရင်းနှံကုမ္ပဏီနှစ်ခုကရုရှားရင်းနှံကိုဝယ်ယူတာကိုရပ်တန့်လိုက်ပါပြီ။နောက်ထပ်နှစ်ခုကလည်းဝယ်ယူတဲ့ပမာဏကိုလျှော့ချလိုက်ပါတယ်။သူတို့ကအမေရိကန်ရဲ့ရုရှားကိုတန်ခတ်ပိတ်ဆို့မှုတွေနဲ့ကိုက်ညီမှုရှိမရှိစစ်ဆေးနေပါတယ်။ဒါဖြစ်ရတဲ့အကြောင်းရင်းကတရုတ်ကိုတန်ခတ်ပိတ်ဆို့မှုတွေမလုပ်ထားပြီးမြဲတရုတ်လုပ်ငန်းတွေကရုရှားမှာတန်ခတ်ခံရတဲ့ကုမ္ပဏီတွေနဲ့လောက်ကင်နေတာကိုဖမ်းမိရင်သူတို့ကဒုတိယတန်ခတ်ပိတ်ဆို့မှုတွေကိုခံရနိုင်ပါတယ်။ဒါကသူတို့ကအမေရိကန်ငွေသိန်းငွေယူစနစ်ကိုဝင်ရောက်ခွင့်မရှိတော့ဘူးလို့ဆိုလိုပါတယ်။ အမေရိကန်ဘဏ်တွေနဲ့အမေရိကန်ဒေါ်လာကိုအသုံးပြုခွင့်ဆုံးရှုံးသွားနိုင်ပါတယ်။ကုမ္ပဏီကြီးတစ်ခုအတွက်အထူးသဖြင့်နိုင်ငံတကာကုမ္ပဏီတစ်ခုအတွက်အမေရိကန်ဒေါ်လာကိုဆုံးရှုံးရမယ်ဆိုရင်လုပ်ငန်းလုပ်ဖို့တိတ်ခတ်ခဲသွားပါလိမ့်မယ်။ဒါကြောင့်တရုတ်ကုမ္ပဏီတွေကဒဏ်ခတ်ပိတ်ဆို့မှုတွေကိုလေးစားနေတာပါ။သူတို့ကအမေရိကန်ဘဏ်တွေနဲ့အမေရိကန်ဒေါ်လာကိုဆုံးရှုံးရမှာကိုမဖြစ်စေချင်လို့ပါ။ရုရှားမှာလူဦးရေရဲ့33ရာခိုင်နှုန်းကအိမ်သာမပါတဲ့အိမ်တွေမှာနေထိုင်ကြပါတယ်။သူတို့ကမနေ့တိုင်းအပြင်ထွက်ပြီးလုပ်ရပါတယ်။ဒါကစူပါပါဝါနိုင်ငံတစ်ခုအတွက်တိတ်မကောင်းပါဘူး။ ရုရှားမှာမျိုးသားတွေရဲ့ပြည်မျှတန်တန်းက58နှစ်ပါဒါကကျူးကျော်စစ်စတင်ပြီးတဲ့နောက်ပိုလျော့သွားနိုင်ပါတယ်ရုရှားကသူတို့ကိုသူတို့လွတ်လပ်ပြီးဒီမိုကရေစီကိုချစ်မြတ်နိုးတဲ့နိုင်ငံလို့ဂုဏ်ယူပြောလို့ရှိပေမဲ့တကယ်လားလို့ပူတင်ကိုမေးခွန်းထုတ်ရင်ပဒင်းပေါက်ကနေပြုတ်ကျသွားနိုင်ပါတယ်ဒါကသူ့ကိုတေစီတဲ့အရာတစ်ခုခုလုပ်လိုက်သလိုပါပဲဇလန်စကီးကဘယ်လာရုစ်တမဒါလူကာရှန်ကိုကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်ဘလို့လဲဆိုတော့ရုရှားကဘီလာရုစ်နယ်မြေကနေယူကရိန်းကိုဒုံးကျည်တွေလွှတ်တင်ခွင့်ပေးတာကိုလုပ်ခဲ့တဲ့အတွက် ူ့ကိုလူသက်သမားလို့ခေါ်ခဲ့ပါတယ်။ယူကရိန်းသမ္မတကလူကာရှန်ကိုကသူ့ကိုပြန်ဆက်သွယ်ဖို့ကြိုးစားနေတယ်လို့ပြောခဲ့ပါတယ်။ဘာလို့လဲဆိုတော့လူကာရှန်ကိုကမော်စကိုရင်နံချက်ဆက်ယုံကိုဘုံကျဲဖို့ယူကရိန်းကိုအကြံပြုခဲ့ပါတယ်။ဒီရင်နံချက်ဆက်ယုံကဂိုမော်ဒေတာမှာရှိပြီးဘီလာရုစ်ရဲ့အကြီးဆုံးရင်နံချက်ဆက်ယုံတွေထဲကတစ်ခုပါ။ဒါကအဓိကအဖြစ်ရုရှားရင်နံကိုချက်လုပ်ပါတယ်။ဒါကအရေးပါတဲ့နေရာဖြစ်ပြီးလူကာရှန်ကိုကဒါကိုယူကရိန်းကိုပေးဖို့အကြံပြုခဲ့တယ်ဆိုရင် သူဘလောက်ဖိအားများနိုင်မလဲဆိုတာသိတာပါတယ်။ဒုံးကြီးတွေပြုတ်ဝက်စီစဉ်တွေစစ်ပွဲအကြောင်းပြောဆိုမှုတွေနဲ့ဘီလာရုစ်ရဲ့ပါဝင်မှုတွေရဲ့အကြောင်းကိုနားလည်ဖို့အစကနေပြန်လည်သုံးသပ်ဖို့လိုပါတယ်။ဘီလာရုစ်နယ်မြေကနေယူကရိန်းကိုဒုံးကြီးတွေလွှတ်တင်နေတာပါ။ကျူးကျော်စစ်ဆင်ချိန်မှာဒီဖြစ်ရပ်တွေကတိတ်ကိုလန့်စရာကောင်းပါတယ်။ယူကရိန်းမျိုးတွေကိုဒီဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့တာကြောင့်ကြီးမားတဲ့ပျက်စီးမှုတွေနဲ့ကမောက်ကမဖြစ်မှုတွေဖြစ်ခဲ့ရပါတယ်။2022ခုနှစ်မှာတော့ဖေဖော်ဝါရီလမှာဒီဒုံးကျည်တိုက်ခိုက်မှုတွေက ရုရှားရဲ့ကြီးမားတဲ့နှိမ့်တိုင်းတိုက်ခိုက်မှုရဲ့အစိပ်ပိုင်းဖြစ်ပြီးဘီလာရုစ်ကဒီပဋိပက္ခမှာဘေးကင်းနေတဲ့နိုင်ငံမဟုတ်ဘူးဆိုတာကိုကမ္ဘာကိုသတိပေးခဲ့ပါတယ်။စစ်ပွဲကစတင်ခဲ့ပါပြီ။တမရအလက်ဇန္ဒားလူကာရှန်ကိုရဲ့ဥဆောင်မှုအောက်မှာဘီလာရုစ်ကရုရှားကိုဒီတိုက်ခိုက်မှုတွေအတွက်သူ့နယ်မြေကိုအသုံးပြုခွင့်ပေးခဲ့ပါတယ်။ယူကရိန်းကိုရုရှားနဲ့ဘီလာရုစ်ကနေဒုံးကျည်ရေလွှတ်တင်လာတာကိုမြင်ရတဲ့အခါယူကရိန်းသားတွေရဲ့ထိတ်လန့်မှုကိုစိတ်ကူးကြည့်လို့ရပါတယ်။ဒုံးကျည်ရေကဂျပန်ဖလွတ်တင်တာမဟုတ်ပဲ အရေးပါတဲ့အခြေခံအဆောက်အဦတွေစစ်ရေးပြစ်မှတ်တွေနဲ့ပြည်သူနေရာတွေကိုထိမှန်ခဲ့ပါတယ်။များသောသောပြည်သူတွေသေဆုံးခဲ့ရပါတယ်။ဒီတိုက်ခိုက်မှုရဲ့တက်ရောက်မှုကတိတ်ကိုပြင်းထန်ပါတယ်။ယူကရိန်းသားတွေကဒီစစ်ပွဲရဲ့အကျိုးဆက်တွေကိုရင်ဆိုင်နေရပါတယ်။ယူကရိန်းကောင်းဆောင်တွေကဘီလာရုစ်ကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။ဘီလာရုစ်နယ်မြေကိုဒီလိုတိုက်ခိုက်မှုတွေအတွက်အသုံးပြုတာကစစ်ပွဲတစ်ခုရဲ့လုပ်ရဖြစ်တယ်လို့ရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်။အပြည်ပြည်ဆိုင်ရာအပိုင်းဝိုင်းကလည်းဘာမှမလုပ်ဘဲထိုင်မနေခဲ့ပါဘူး။ ကမ္ဘာတဝိုင်းကနိုင်ငံတွေကဘီလာရုစ်ရဲ့လောက်ရက်ကိုပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ကြပါတယ်။ဒါပေမဲ့ဘီလာရုစ်အရာရှိတွေကရောထွေးနေတဲ့သတင်းစကားတွေကိုပြောဆိုခဲ့ပြီးဒါကရှုတ်ထွေးမှုကိုပိုတိုးစေခဲ့ပါတယ်။တချို့ကရုရှားကိုကူညီဖို့ကြွေးချယ်စရာမရှိဘူးလို့ဆိုခဲ့ပေမဲ့တချို့ကတော့ဘာမှမပါဝင်ဘူးလို့ညင်းဆိုခဲ့ကြပါတယ်။ကျူးကျော်စင်မစတင်ကလေးကဘီလာရုစ်ကရုရှားစစ်သားတွေနဲ့ကြီးမားတဲ့စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့တယ်ဆိုတာကိုသိရပါတယ်။ဒီလေ့ကျင့်မှုတွေကို align resolve လို့ခေါ်ပြီးယာယီဖြစ်ရမယ်လို့မျှော်လင့်ထားခဲ့ပါတယ်။ ဒါပေမဲ့လေ့ကျင့်မှုတွေပြီးသွားတဲ့အခါမှာရုရှားစစ်သားတွေကမထွက်ခွာခဲ့ပါဘူး။ဘီလာရုစ်နယ်မြေကကျူးကျော်စစ်အတွက်အခြေစိုက်စခန်းဖြစ်လာခဲ့ပါတယ်။ဘာလို့သူတို့ကဘီလာရုစ်မှာဆက်နေကြတာလဲ။ဒါရဲ့အဖြေကရှင်းပါတယ်။ယူကရိန်းရဲ့မြို့တော် KF ကဘီလာရုစ်နယ်နယ်စပ်ကနေ56မိုင်၊60ကီလိုမီတာလောက်ပဲကွာဝေးပါတယ်။ဒီဗျူဟာမြောက်ဒီနေရာကရုရှားအတွက်အရေးပါပါတယ်။ဘာလို့လဲဆိုတော့ KF ကိုဓာတ်ရိုက်သွားလို့ရတဲ့လမ်းကြောင်းကိုပေးထားလို့ပါ။ရုရှားစစ်တပ်တွေရှေ့ဆက်ဖို့ပိုလွယ်ကူပြီး ယူကရိန်းတို့ကာကွယ်ဖို့ပုတ်ခတ်ခဲစီပါတယ်။ဒါကြောင့်စစ်ပွဲကပြင်းထန်နေတဲ့အချိန်မှာဘီလာရုစ်နဲ့နယ်စပ်ဖြစ်တဲ့ယူကရိန်းရဲ့မြောက်ပိုင်းနယ်စပ်ကစစ်ရေးလှုပ်ရှားမှုတွေအများကြီးဖြစ်နေတဲ့နေရာဖြစ်လာခဲ့ပါတယ်။ရုရှားစစ်တပ်တွေကဒီနေရာကိုယူကရိန်းမြို့တော်စီကိုသွားဖို့တကားပေါက်အဖြစ်သုံးပြုခဲ့ကြပါတယ်။ရုရှားကိုကူညီလာတဲ့နေမလုံလောက်သေးပါဘူး။ဘီလာရုစ်စစ်သားတွေကတိုက်ပွဲတွေမှာဓာတ်ရိုက်ပါဝင်နေတယ်ဆိုတဲ့သတင်းတွေလည်းရှိပါတယ်။ဒီအချက်ကဘီလာရုစ်ရဲ့ပါဝင်မှုကိုအဆင့်တစ်ခုလုံးမြင့်တင်လိုက်ပါတယ်။ဒါကြောင့်ဇယ်လန်စကီးကလူကာရှန်ကိုကိုလူသက်သမားလို့ခေါ်ခဲ့တာပါ။ ်ပူတင်ကမြောက်ကိုရီးယားစစ်သားတွေပါဝင်နေတယ်ဆိုတာကိုဆက်ပြီးညှင်းဆိုနေပါတယ်။ဒါပေမဲ့တပ်တွေတွေကတိတ်ကိုထင်ရှားနေပါတယ်။ဒီလူတွေအနေနဲ့ဒီလူတွေရဲ့စကားကိုယုံလို့မရဘူးဆိုတာသိတာနေပါပြီ။ဒါဟာမှန်လားမမှန်လားဘီလာရုစ်ကရုရှားကိုပေးတဲ့ထောက်ပံ့မှုကတိတ်ကိုများပြားလုံးလို့ဒီစစ်ပွဲကိုနှစ်ယောက်နဲ့တစ်ယောက်ပြိုင်ပွဲလိုတောင်ခေါ်လို့ရပါတယ်။ဘီလာရုစ်ကရုရှားစစ်တပ်တွေကိုနေရထိုင်ခင်းထောက်ပံ့ရေးထောက်လန်းရေးနဲ့ကျန်းမာရေးအကူအညီတွေပေးခဲ့ပါတယ်။ဘီလာရုစ်ကဆေးရုံတွေမှာဒဏ်ရာရရုရှားစစ်သားတွေကိုကုသပေးခဲ့ပါတယ်။ ဘီလာရုစ်ရဲ့အခြေခံအဆောက်အုံတွေကိုပစ္စည်းတွေနဲ့အင်အားဖြည့်အင်အားဖြည့်တဲ့တပ်တွေပို့ဆောင်မှုအသုံးပြုခဲ့ပါတယ်။ဒီထောက်ပံ့မှုတွေကရုရှားရဲ့စီးရဲလုပ်ငန်းတွေအတွက်အရေးပါပါတယ်။အထူးသဖြင့်ကျူးကျော်စစ်ရဲ့အစောပိုင်းအဆင့်တွေမှာပါ။သူတို့ရဲ့ဗလိုက်မှုကိုထင်ရှားစေတာကယူကရိန်းကစစ်ဘေးကနေဘီလာရုစ်ကိုထွက်ပြေးလာတဲ့ဒုက္ခတွေကိုဘီလာရုစ်အာဏာပိုင်တွေကဖမ်းဆီးပြီးအတင်းအဓမ္မယူကရိန်းကို ပြန်ပို့ခဲ့ပါတယ်။ဒီလူတွေကယူကရိန်းမှာကြီးမားတဲ့အနေအရကိုရင်ဆိုင်ရပါတယ်။အဓိကအဖြစ် ဘီလာရုစစ်တပ်ကအပြစ်မဲ့ပြည်သူတွေကိုတေထံပေးနေတယ်လို့ဖြစ်နေပြီးသူတို့ရဲ့စစ်ရုံတွေကိုရုရှားစစ်သားတွေနဲ့ပြည်နေအောင်လုပ်နေပါတယ်။ဒီလူမဆန်တဲ့ဆက်ဆံမှုကနိုင်ငံတကာရဲ့ရှုတ်ချမှုကိုခံခဲ့ရပါတယ်။ဒါကဘီလာရုစ်ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေရဲ့စရင်းတွေကိုထပ်ထည့်လိုက်ပါတယ်။ဒီနောက်ပိုင်းမှာဘီလာရုစ်အတွင်းမှာတုံ့ပြန်မှုတွေကရောထွေးနေပါတယ်။လူကာရှန်ကိုနဲ့သူ့မဟာမိတ်တွေကရုရှားကိုခိုင်ခိုင်မာမာထောက်ခံနေသေးပါ။ဒါပေမဲ့ဘီလာရုစ်သားတာမန်ပြည်သူတွေကသူတို့နိုင်ငံရဲ့စစ်ပွဲမှာပါဝင်မှုကိုကြောက်လန့်နေကြပါတယ်။ ဒါကတိတ်ဆိုးရလုံးလို့ဘီလာရုစ်မျိုးတွေမှာဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပါတယ်။ပြည်သူတွေကသူတို့နိုင်ငံရဲ့ပါဝင်မှုကိုရပ်တန့်ဖို့တောင်းဆိုခဲ့ကြပါတယ်။ဥရောပရဲ့နောက်ဆုံးအာဏာရှင်လို့ခေါ်တဲ့လူကာရှန်ကိုကပြင်းထန်တဲ့ဖိနှိပ်မှုတွေနဲ့တုံ့ပြန်ခဲ့ပါတယ်။ဒါတွေအားလုံးလုပ်ပြီးတဲ့နောက်ကြီးမားတဲ့အကျိုးသက်တွေကစတိုက်ဖြစ်ပေါ်ခဲ့ပါတယ်။ဘီလာရုစ်ကနိုင်ငံတကာမှာတဖြည်းဖြည်းတီးတန့်ဆန်လာပါတယ်။ရုရှားကလည်းလို့ဘယ်သူကမှကူညီမှာမဟုတ်ပါဘူး။ဘယ်လာရုစ်နဲ့နယ်စပ်ချင်းထိစပ်နေတဲ့ပိုလန်၊လစ်သူယေးနီးယားနဲ့လက်ဗီးယားတို့က ထူးသဖြင့်လူကာရှန်ကိုကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်။သူတို့ကစရေးအသင့်ပြင်မှုတွေကိုတိုးမြှင့်ခဲ့ပြီးကာကွယ်ရေးတွေကိုအားဖြည့်ခဲ့ကြပါတယ်။ဒီပြိပက္ခကသူတို့နယ်မြေတွေထဲဝင်ရောက်လာနိုင်တယ်ဆိုတဲ့စိုးရိမ်မှုကြောင့်ပါ။ဥရောပသမဂ္ဂနဲ့အမေရိကန်ပြည်ထောင်စုကလည်းပြင်းထန်တဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုချမှတ်ခဲ့ပါတယ်။ဒါတွေကဘီလာရုစ်အရာရှိတွေလုပ်ငန်းတွေနဲ့စီးပွားရေးကိုပြစ်မှတ်ထားခဲ့ပါတယ်။ဒီစီမံတွေကဘီလာရုစ်ကိုရုရှားကိုထောက်ခံမှုရပ်တန့်မှုနဲ့ပြိပက္ခကိုပါဝင်မှုရပ်တန့်မှုဖိအားပေးဖို့ရည်ရွယ်ပါတယ်။ 2022ခုနှစ်မှာဘီလာရုစ်ရဲ့စီးပွားရေးက8.8ရာခိုင်နှုန်းလောက်ကျဆင်းသွားပါတယ်။ဒါကကြီးမားတဲ့ကျဆင်းမှုဖြစ်ပြီးများစွာသောထိခိုက်မှုတွေကိုဖြစ်စေခဲ့ပါတယ်။အနောက်နိုင်ငံတွေနဲ့လည်းကုန်သွယ်မှုကလည်းကြီးမားတဲ့ထိခိုက်မှုကိုခံခဲ့ရပါတယ်။2022ခုနှစ်မှာ EU ကိုတင်ပို့မှုက30ရာခိုင်နှုန်းလောက်ကျဆင်းသွားပါတယ်။ဒါကကုန်ပစ္စည်းတင်ပို့မှုကိုအများကြီးမှီခုံနေတဲ့စီးပွားရေးအတွက်ကြီးမားတဲ့ထိခိုက်မှုပါ။ဘန်နာရေးအရလည်းခက်ခဲပါတယ်။ ်ဘီလာရုစ်ကနိုင်ငံတကာဗန်နာရေးဈေးကွက်ရဲ့90ရာခိုင်နှုန်းလောက်ကိုဆုံးရှုံးခဲ့ရပါတယ်။ဒါကချင်းဝင်တဲ့ဂျင်းနီမြုံနယ်မှုတွေရဖို့ခက်ခဲစေပါတယ်။2022ခုနှစ်မှာငွေကြေးဖောက်မှားမှုက12ရာခိုင်နှုန်းလောက်အထိတက်သွားပါတယ်။တစ်ချိန်တည်းမှာပဲစီးပွားရေးရဲ့အဓိကတိုင်တစ်ခုဖြစ်တဲ့စွမ်းအင်ကဏ္ဍကလည်းမလွတ်ခဲ့ပါဘူး။ကုန်သွယ်မှုဆက်သွယ်ရေးတွေပြတ်တောက်ပြီးဈေးကွက်ဝင်ရောက်မှုညှော့နေသွားတာကြောင့်ဝင်ငွေတွေ20ရာခိုင်နှုန်းလောက်ကျဆင်းသွားပါတယ်။ဒီအချက်တွေအားလုံးကပေါင်းစပ်ပြီး ဘီလာရုစ်တွင်စိန်ခေါ်မှုတွေနဲ့ပြည်နေတဲ့စီးပွားရေးပတ်ဝန်းကျင်ကိုဖန်တီးလိုက်ပါတယ်။ဒီပြဿနာတွေကဘီလာရုစ်အတွင်းမှာလူကာရှန်ကိုရဲ့ကောင်းဆောင်မှုကိုမကျေနပ်မှုတွေတိုးပွားလာစေပါတယ်။ဒီပြည်ရင်းနဲ့နိုင်ငံတကာရဲ့ပြန်လည်တုံ့ပြန်မှုတွေကြားမှာလူကာရှန်ကိုကနှစ်ချက်ကွက်နေမှုကြိုးစားနေပါတယ်။အစကတည်းကသူကရုရှားရဲ့လုပ်ရက်တွေကိုအများပြည်သူရှေ့မှာထောက်ခံပြီးအရေးပါတဲ့ထောက်မှန်ရေးအကူအညီတွေပေးခဲ့ပါတယ်။ဒါပေမဲ့သူကဘီလာရုစ်ကိုဂျာနီနိုင်ငံအဖြစ်ပြသဖို့လည်းကြိုးစားခဲ့ပါတယ်။ ရုရှားနဲ့ယူကရိန်းကြားငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုလက်ခံကျင်းပခဲ့ပါတယ်။ဘီလာရုစ်မျိုးတွေမှာကျင်းပခဲ့တဲ့ဒီဆွေးနွေးပွဲတွေကစစ်ပြေငြိမ်းရေးနဲ့တန်တမာရေးအရာဖြေရှာဖို့ရည်ရွယ်ခဲ့ပါတယ်။ဒါပေမဲ့ဒီဆွေးနွေးပွဲတွေကကြာရှည်ခံတဲ့သဘောတူညီချက်တွေမထွက်ပေါ်ခဲ့ပါဘူး။စစ်ပွဲကဆက်လက်ဖြစ်ပွားနေပါတယ်။ဒါဆိုဘာလို့လူကာရှန်ကိုကရုရှားနဲ့ပူတင်ကိုဒီလောက်ထိတစ္ဆာရှိရတာလဲ။ဒါကိုနားလည်ဖို့အကြောင်းရင်းတချို့ရှိပါတယ်။ဒါတွေအားလုံးကရှုပ်ထွေးတဲ့ပုံရိပ်တစ်ခုကိုဖန်တီးပါတယ်။ ပထမဆုံးအနေနဲ့ဘီလာရုစ်ရဲ့စီးပွားရေးကရုရှားကိုအများကြီးမှီခုံနေပါတယ်။တနိုင်ငံလေးကိုဗန်နာရေးအရာဒီလောက်မှီခုံနေရတာကိုစဉ်းစားကြည့်ပါ။ဒီနိုင်ငံဒီနိုင်ငံနဲ့ကင်းကွာသွားရင်ပြည်ရဲမှာစီးပွားရေးပျက်စီးမှုတွေဖြစ်လာနိုင်ပါတယ်။ဒါကဘီလာရုစ်အတွက်ဖြစ်နေတဲ့အခြေအနေပါ။ရုရှားကဘီလာရုစ်အတွက်အဓိကအသက်သွေးကြောဖြစ်ပါတယ်။ခတ်ခဲတဲ့အချိန်တွေမှာဘီလာရုစ်ရဲ့စီးပွားရေးကိုရေပေါ်မှာရှိနေအောင် ထိန်းမိနေပါတယ်။နောက်တစ်ချက်ကနိုင်ငံရေးရှင်သန်မှုပါ။လူကာရှန်ကိုအတွက်ရုရှားနဲ့နှိစက်နေတာက သူ့ရဲ့အာဏာကိုဆက်ထိန်းထားနိုင်မှုဖြစ်ပါတယ်။1994ခုနှစ်ကလေးကအာဏာရှိနေတာပါ။ရုရှားရဲ့ထောက်ခံမှုကသူ့ကိုအတိုက်ခံတွေကိုဖိနှိပ်ဖို့နဲ့သူ့ကိုမလိုချင်တဲ့ပြည်သူတွေကိုထိန်းချုပ်ဖို့အရင်းမြစ်တွေပေးပါတယ်။ဒါကသူ့အတွက်မဆုံးရှုံးနိုင်တဲ့အသက်သွေးကြောပါ။ရုရှားရဲ့ထောက်ခံမှုမရှိရင်လူကာရှန်ကိုကနိုင်ငံရေးပြိုင်ဘက်တွေနဲ့မချေနှက်မှုတွေကိုကာဝယ်ဖို့ပိုခတ်ခဲသွားပါမယ်။ရုရှားရဲ့ထောက်ခံမှုက2020ခုနှစ်တမရရွေးကောက်ပွဲနဲ့ရွေးကောက်ပွဲရလဒ်တွေနဲ့ပတ်သက်ပြီးဖြစ်ပွားခဲ့တဲ့ဆန္ဒပြပွဲတွေမှာအထူးသဖြင့်ထင်ရှားခဲ့ပါတယ်။ ဘယ်လာရုစ်တဝမ်းမှာလူဒုဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပါတယ်။လူကာရှန်ကိုကသူ့ရဲ့အကြီးအမားဆုံးစိန်ခေါ်မှုကိုရင်ဆိုင်ခဲ့ရပါတယ်။လူထောင်ပေါင်းများစွာကသူ့ကိုနှုတ်ထွက်ဖို့တောင်းဆိုခဲ့ကြပါတယ်။ဒီချိန်မှာရုရှားကတိတာထင်ရှားတဲ့ထောက်ပံ့မှုတွေနဲ့ဝင်ရောက်ခဲ့ပါတယ်။ပူတင်ကဘယ်လာရုစ်ကိုဒေါ်လာ1.5ဘီလီယံချေးငွေပေးဖို့ကတိပေးခဲ့ပါတယ်။ဒါကလိုအပ်နေတဲ့ဗန်နာရေးအကူအညီကို ပေးခဲ့ပါတယ်။ဒါ့အပြင်ရုရှားကနိုင်ငံရေးထောက်ခံမှုကိုလည်းပေးခဲ့ပါတယ်။ပူတင်ကလူကာရှန်ကိုကိုရွေးကောက်ပွဲမှာအနိုင်ရတဲ့အတွက်ဂုဏ်ပြုခဲ့ပါတယ်။ မိုင်းနောက်ဆိုင်ရာစောင့်နေမှုကိုလည်းထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ဘီလာရုစ်နဲ့ရုရှားကနှဆိုင်နဲ့နိုင်ငံရင်းနဲ့ယဉ်ကျေးမှုတမိုင်းကိုမျှဝေထားပါတယ်။ဒီရှီရီးယားရဲ့ဆက်ဆံရေးကလူကာရှန်ကိုကသူ့ရဲ့အာဏာကိုတည်ငြိမ်အောင်လုပ်ဖို့ပြုစုပြောထောင်ခဲ့တာပါ။ဒီနှစ်နိုင်ငံကြားဆက်ဆံရေးကယာသူနှစ်တွေအထိပြန်သွားပါတယ်။ဂျူဟာမြောက်ရေးရာကဘီလာရုစ်မှာရုရှားရဲ့စစ်ရေးရှိနေမှုကလူကာရှန်ကိုအတွက်လုံခြုံရေးအလွှာတစ်ခုဖြစ်စေပါတယ်။ဒါကအိန္ဒိယနိုင်ငံတွေကနေဖြစ်လာနိုင်တဲ့ချင်းချောက်မှုတွေနဲ့ ပြည်ရင်းမငြိမ်သက်မှုတွေကိုကာကွယ်ပေးပါတယ်။သူ့ကိုစစ်တိုက်တာကရုရှားကိုစစ်တိုက်တာနဲ့အတူတူပါပဲ။ဒီအရင်အင်အားရှိတာကသူ့ကိုကာကွယ်မှုပိုရှိတယ်လို့ခံစားရစေပါတယ်။ဒါကပူတင်ကို သူ့လူချင်းတာကိုလှုပ်ခွင့်ပေးပါတယ်။တနည်းအားဖြင့်တင့်မှာကြီးမားတဲ့အကူကြီးတယောက်ရှိနေတယ်လို့ပါပဲ။ဒီအကူကြီးကအာနာရှင်တယောက်ဆိုရင်ပေါ့။နောက်ဆုံးအနေနဲ့လူကာရှန်ကိုနဲ့ပူတင်တို့ကြားပုံကိုရေးဆက်ဆံရေးကိုလစ်လျူရှုထားလို့မရပါဘူး။သူတို့ရဲ့ခိုင်မာတဲ့ဆက်ဆံရေးကအပြန်အလှန်အကျိုးကျေးဇူးရှိပြီး ဒီပုံကိုရေးဆက်ဆံရေးကသူတို့ရဲ့မဟာမိတ်ဖွဲ့မှုမှာအဓိကအရာတစ်ခုဖြစ်ပါတယ်။ပူတင်နဲ့လူကာရှန်ကိုကနှစ်ပေါင်းများစွာအတူတကွအလုပ်လုပ်ခဲ့ကြပါတယ်။ဒါကသူတို့နိုင်ငံတွေကြားဆက်ဆံရေးကိုခိုင်မာစေဖို့ကူညီခဲ့ပါတယ်။ဒီအချက်တွေအားလုံးကလူကာရှန်ကိုကိုရုရှားနဲ့ဝေးကွာသွားဖို့မဖြစ်နိုင်အောင်လုပ်ထားပါတယ်။နိုင်ငံတကာတန်ခတ်ပိတ်ဆို့မှုတွေနဲ့ပြင်ပဖီအာရီရဲ့ကြီးမားတဲ့အကျိုးဆက်တွေရှိနေပေမဲ့လူကာရှန်ကိုကရုရှားနဲ့ဝေးကွာသွားဖို့မဖြစ်နိုင်ပါဘူး။လူကာရှန်ကိုရဲ့ရုရှားကိုတိစ္ဆာရှိမှုက ရွေးချယ်စရာတခုတွေမှာပဲစီးပွားရေးနိုင်ငံရေးတမိုင်းဗျူဟာနဲ့ပုံကိုရေးဆိုင်ရာထည့်သွင်းစဉ်းစားမှုတွေကြောင့်လိုအပ်ချက်တခုလည်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်